တရုတ်နိုင်ငံမှာဖွင့်လှစ်ထားတာမကြာလှသေးတဲ့သတားတစင်းကြိုးပြီးမြစ်ထဲပြုတ်ကျသွားခဲ့ပါတယ်။တရုတ်နိုင်ငံအနောက်တောင်ပိုင်းကအစီချွန်ပြည်နယ်ထဲမှာရှိတဲ့ဟောင်းချီသတားဟာတရုတ်ပြည်မကြီးနဲ့တိဘက်ဒေသကိုဆက်သွယ်ဖောက်လုပ်ထားရာအဓိကအဝေးပြေးလမ်းမကြီးတစ်ခုပေါ်မှာတည်ရှိနေပါတယ်။ကြိုးကြတဲ့အချိန်မှာသတားကိုကြိုးပြီးပိတ်ထားတဲ့အတွက်လူအသေးပြောက်မရှိခဲ့ဘူးလို့သိရပါတယ်။အာနာပိုင်းရဲ့အဆိုအရအဲ့ဒီနေရာတစ်ဝိုက်မှာမြေပြိုမှုတွေဖြစ်ပေါ်နေခဲ့ပြီး ငြင်းပြေအနေထားစိတ်မချရတာမျိုးတွေကိုကြိုတင်ထောက်လန်းသိရှိထားခဲ့တယ်လို့သိရပါတယ်။နိုဝင်ဘာလ10ရက်နေ့မှာတော့တရားနယ်ကက်လျက်တောင်ဆောင်တွေမှာမြေသားပတ်ကြားအတွေဖြစ်ပေါ်လာတာကိုစစ်ဆေးတွေ့ရှိခဲ့တဲ့အတွက်တရားကိုအရေးပေါ်ပိတ်ခဲ့ရတယ်လို့ဆိုပါတယ်။နိုဝင်ဘာလ17ရက်နေ့မှာတော့958မီတာရှည်လျားတဲ့တရားရဲ့အပိုင်းတစ်ခုမြေထဲကျိုးကျသွားခဲ့တယ်လို့ဒေသဆိုင်ရာအုပ်ချုပ်ရေးအာဏာပိုင်တွေကအတည်ပြုခဲ့တာပါ။နောက်ပိုင်းမှာပိုပြီးအခြေအနေဆိုးရွားလာတဲ့မြေပြုံမှုတွေကတော့ တရားရဲ့အောက်ခြေဖောင်ဒေးရှင်းကိုပါထိခိုက်စေခဲ့ပြီးချင်းကတ်တရားတစ်ဖက်စွန်းနဲ့ပင်မတရားအပိုင်းတစ်ခုပြိုကျသွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီတရားကြီးတိစောက်မှုဟာနစ်ဆန်ဘိုင်းကမှပြီးစီခဲ့တာဖြစ်ပြီးဖွင့်လှစ်ထားတာလောက်ပိုင်းလောက်သာရှိသေးတယ်လို့သိရပါတယ်ရှင်။